ဂျိုရှွာဘန်ကတော့ပန်ဒိုဂျာကိုတတိယချီမှာလဲထိုးသွားမယ်ဆိုပြီးယတိပြတ်ပြောလာပါလေ။ဒါမှမဟုတ်ငါးကြည့်စလုံးစစ်ပွဲတစ်ခုလိုကစားသွားမှာပါ။လူအများစုကတော့ကျွန်တော်ပန်ဒိုဂျာကိုမနိုင်နိုင်ဘူးလို့ပြောကြပါတယ်။ကျွန်တော်အဲ့ဒီစကားကိုအာရုံမထားတာပါ။ Brandon Roberts နဲ့ပွဲတုန်းကလည်းအဲ့ဒီလိုပြောကြတာပါပဲ။ကျွန်တော်အစဉ်အသင့်မဖြစ်သေးဘူးလို့လူစားဝင်ထိုးပြီးအကျိတ်ခံရမှာလို့ပြောကြပါတယ်။နောက်တော့ဘာဆက်ဖြစ်သွားလဲခင်ဗျားတို့လည်းသိပါလား။ ရန်နရိုဘာကိုကျွန်တော်နိုင်သွားတယ်လို့ဂျိုရှွာဘန်ကပြောပါတယ်ကျွန်တော်ပါလုံနိုင်တယ်ကျွန်တော်သိပါတယ်နောက်ပြီးတော့ချန်ပီယံဘန်တို့ကြာလဲကျွန်တော်ပါလုံနိုင်တယ်ဆိုတာသဘောပေါက်မှာပါဝယ်နေကြရင်တော့အကုန်လုံးကမတူညီတာတွေဖြစ်နေပါလိမ့်မယ်ဘန်တို့ကြာကတောက်လျှောက်ချန်ပီယံကပတ်ကောက်ွက်လာတာပါသူက flyweight တဲ့အကြီးကျယ်အခမ်းအနားဆုံးကစားသမားလေးတဲ့ကတူဆိုတာလူတိုင်းသိပါလေ။ဒါကြောင့်သူ့ကိုပဲနိုင်မယ်ထင်တာနားလေပါလေ။ဒါပေမဲ့လူတိုင်းမှာသူ့အချိန်နဲ့သူရှိပါတယ်။ အခုကကျွန်တော်အချိန်မှလို့ဂျိုရှွာဘန်ကပြောပါလိမ့်ဂျိုရှွာဘန်ဟာပန်လူဂျာကိုအနိုင်ယူနိုင်မယ်ဆိုတော့ယုံကြည်ချက်ပြည့်ရှင်နေပါလိမ့်ဂျိုရှွာဘန်နဲ့ပန်လူဂျာတို့ပွဲဟာဒီဇင်ဘာ9ရက်နေ့မှာကျင်းပမယ် UFC 323မှာပါဝင်လာမှာဖြစ်ပါတယ်ဂျိုရှွာဘန်နဲ့ပန်လူဂျာရဲ့ပွဲ လေးလာကြည့်တော့ဂျိုရှွာဘန်တယောက် flyweight champion ပန်လူဂျာကိုစိန်ခေါ်ဝင်ရတာကအင်မတန်မှဝမ်းသာစရာပါ ဒါပေမဲ့ဒီပွဲရဲ့လက်တွေ့အခြေအနေသုံးသပ်ကြည့်ရရင်ဂျိုရှူအာဘန်အတွက်တကယ်ကိုခက်ခဲနိုင်တဲ့စိန်ခေါ်မှုလည်းဖြစ်ပါတယ်။ဂျိုရှူအာဘန်ရဲ့၅ပွဲဆက်အနိုင်ရလနဲ့ striking ဆွေးရည်ပိုင်းတွေကအရန်ကောင်းမှုပဲမဲ့ပန်နိုဂျာကလက်ရှိမှာ flyweight တန်မှာကပတ်ကိုအကျင့်ပေါင်းများစွာကာကွယ်ခဲ့တဲ့ပုံကပါပန်နိုဂျာရဲ့အားသာချက်ကသူ့ရဲ့ပြင်းထန်တဲ့ဖိအားပေးမှုနဲ့တကယ်ကိုအစဉ်တိုင်းမြင်တဲ့ problem ပိုင်းပါ။ပန်နိုဂျာဟာ Brandon Roberto ထိပ်တန်း fighter ကိုတော့အပါအစည်းနဲ့ခြုံနိုင်ခဲ့ပြီး သူ့ရဲ့တိတ်တောင်းတွေဟာပြန်ပက်ရဲ့ game plan ကိုဖျက်ဆီးနိုင်ပါတယ်။ချမ်ပီယံဟာပြန်ပက်ရဲ့ထိုးချက်တန်ကိုခံနိုင်ရင်မြင်ပါလို့ဂျိုရှုအဘန်ရဲ့ ball striking တွေကရလက်ကောင်ကိုချက်ချင်းပန်တီးပြီးတော့ခတ်ခဲ့နိုင်ပါတယ်။ဂျိုရှုအဘန်အနေနဲ့နိုင်ပွဲရဖို့ဆိုရင်ပွဲကို striking မှာပဲဆက်ပြတ်ထိန်းထားနိုင်မှုလို့ပါတယ်။မယ်လိုဂျာရဲ့တိတ်တောင်းကြိုးစားမှုတိုင်းကိုအပြည့်အလာဆောင်ရှိကာကွယ်ရမှာပါ။ဂျိုရှုအဘန်ရဲ့မြန်နှုန်းတဲ့ထိုးချက်တွေဟာအစားပိုင်းမှာလုံးဖြစ်နိုင်ပေမဲ့ပန်တို့ဂျာလိုတကယ်ဖိုက်တာကို ဖီအားကို၅ကြီလုံးခံနိုင်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးပြောရမယ်ဆိုဒီဘွဲ့ဟာဂျိုရှူအပန်တို့ကကြီးမားတဲ့အတွေ့အကြုံရမယ်ပွဲပါနိုင်တကယ်လို့နိုင်တော့အရင်ကောက်မယ်ရှုံးရင်တော့တော်တော်လေးကိုကြီးမားတဲ့သင်ခန်းစာရပါပါပန်တို့ကြာရဲ့ grappling နဲ့ရေချင်း champion ဆင့်တွေ့ကြုံဟာတက်ငယ်တဲ့ဂျိုရှူအပန်တို့ဆောင်းနေသေးတယ်လို့သုံးသပ်ရပါတယ်ဂျိုရှူအပန်ဒါပေမဲ့ fight and you ရင်းမြစ်မာတဲ့ fighter ပါမထင်မှတ်တာတွေလောက်ပြတ်တယ်ပါလေ တိတ်တော်ဖန်ကောင်းတာကပန်လူကြောင်နိုင်ဖို့ကောင်းဆုံးချက်ဖြစ်ပါတယ်။ဘာလီဘလိုဖြစ်မလဲဆိုတော့ UFC 323မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီဘောမှာဂျိုရှူအာဘန်အနေနဲ့ရှုံးနေဖြစ်စေနိုင်နေဖြစ်စေတော်တော်လေးတော့ဝင်ဝင်ကောင်းမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲ။ချန်ပီယံစင်ခေါ်ကိုရတဲ့ fighter က PVP ရောင်းအားရာခိုင်နှုန်းတချို့လည်းရရှိမှာဖြစ်ပါတယ်။လရှိပန်နူဂျာရတဲ့ထိုးကြီးကဒေါ်လာ300ကျော်ပါတယ်မြန်မာဝင်လဲဆို3000ကျော်ပါ3000ကျော်ပါ သူရဲ့နောက်ဆုံးပွဲမှာရှင်ပြိုင်ခဲ့တဲ့စိန်ခေါ်သူကန်ဂရာဖရန့်စ်ကဒေါ်လာ6သိန်းကျော်ရရှိသွားပါတယ်။ဒါတော့ရှုံးပွဲကြုံထားတဲ့သူပါ။ကျန်နေဆိုရင်တော့ကန်ဂရာဖရန့်ရတာသိန်းပေါင်း3သုံးကျော်ပါတယ်။ဒီတော့ဂျိုရှုအဘလက်ဒီပွဲမှာဒေါ်လာ9သိန်းထပ်ပြင်းမလို့ပါဘူး။ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်ဒေါ်လာ2သန်းနီးပါးရရှိမှာဖြစ်ပါတယ်။မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း8သုံးဝန်းကျင်ရမှာပါ။ PPV ရောင်းအားအရဒီတဲ့တော်မှာပူရနိုင်တယ်လို့ပဲခံမှန်းပြောချင်ပါတယ်။ ဂျိုးရှောဘန်အနေနဲ့နောက်ထပ်တစ်ခုကောင်းတာက2000ခုနှစ်နောက်ပိုင်းဖွာလီတယ်မှာပထမဆုံးချန်ပီယံကပတ်စိန်ခေါ်ခွင့်ရသူဖြစ်ပါမှတ်တမ်းတစ်ခု site ထူနိုင်တော့မှာဖြစ်ပါတယ်ဒီဘက်မှာနိုင်သည်ဖြစ်သည်ရှုံးသည်ဖြစ်သည်ဂျိုးရှောဘန်အနေနဲ့ငွေကြေးရအမြင့်ထွက်သလို2000ခုနှစ်နောက်ပိုင်းဖွာမြင်တဲ့ fighter တွေထဲမှာပထမဆုံးဆိုတဲ့ကပတ်ကိုပါရရှိမှာဖြစ်ပါတယ်မှတ်တမ်းတစ်ခုပေါ့ဗျာခစ်တခစ်ကမကြခင်ပြောင်းလာတော့မှာပါနောက်၅နှစ်လောက်ဆို2000နောက်ပိုင်းပွားတွေဟာ UFC မှာကြီးစိုးလာပြီး champion တွေဖြစ်လာနိုင်ပါတယ်။အခုလို fighter ကောင်းတွေပေါ်များပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့ UFC လိုနေရာမှာအသက်24နှစ်ရွယ်ဆိုတဲ့အရွယ်နဲ့ champion စင်ခွန်ခွင့်ရဖို့ဟာတောင်းတန် fighter တော်မှမစွမ်းဆောင်နိုင်ပါဘူး။အခု Joshua ဘက်ဟာနိုင်ပွဲ၅ပွဲစနဲ့တူပဲ champion စင်ခွန်ခွင့်ရသွားပြီဖြစ်သလို2009ခုနှစ်နောက်ပိုင်းပွားပြောရရင်25နှစ်အောက်တည်မှာပထမဆုံး champion ကပတ်စင်ခွန်တဲ့သူဖြစ်မှတ်တမ်းကောင်းတော်ပိုင်ဆိုင်နိုင်ပါတယ်။ ါအမြင်မဲ့လို့ကြတဲ့ပွဲမှာနိုင်ထရောက်တော့မယ်ဆိုရင်တော့ဗျာ2000နောက်ပိုင်းပွဲတွေထဲမှာပထမဆုံးချန်ပီယံဖြစ်နောက်ထပ်မှတ်တမ်းကောင်းမှာပိုင်ဆိုင်နိုင်မှာဖြစ်လို့ UFC တမိုင်းနှစ်လျှောက်ဂျွန်ဂျိုးဦးပြင်ဒုတိယအသံငယ်ဆုံးချန်ပီယံဆိုတဲ့မှတ်တမ်းကောင်းကိုပါပိုင်ဆိုင်တော့မှာဖြစ်ပါတယ်ဂျိုးရှွာမန်နဲ့ပန်နိုဂျာတို့ရဲ့ပွဲတွေကိုတော့ပရိသတ်တွေကသူတို့အမြင်ကိုခုလိုမျိုးပဲသုံးသပ်ပြောပါတယ်ပွဲကိုပဲအယုံဆိုင်ပါတဲ့ပြန်ဘက်ကိုရှုံးတပါနဲ့တတိယအချီမှာကစားအားတင်ပါတဲ့ ပန်နိုဂျာကဂျိုရှုအာဘန်ထက်ဆိုင်တော့တော်တော်လေးတက်ကြည့်ပါလေ။ဒါအဖအရွယ်တော့ကွာပါလေ။ဒါကြောင့်ပန်နိုဂျာရဲ့တက်လုံကတော့ဂျိုရှုအာဘန်ထက်ဆိုင်ရင်နည်းတာဖြစ်ပါလေ။ပန်နိုဂျာကိုတက်လုံကြတဲ့ဆိုပြီးလဲရှော့မတက်တင်မှုလို့ဆိုပါရယ်။နောက်ပြီးတော့ပန်နိုဂျာကဂရပ်လင်ဘိုင်းမှာတကယ်တားတဲ့ဖိုက်တာပါ။ဒါကြောင့်ပန်နိုဂျာရဲ့ချုပ်ကွက်တွေကိုလည်းအဓိကဂယူးဆိုင်ကမယ်လို့ဆိုပါရယ်။ပန်နိုဂျာအနေနဲ့ 6ဝက်ကိုအားပြုလာမှာဖြစ်တယ်လို့လေဂျိုရှွာဘန်ကလည်း striking ပိုင်းကိုတဲ့အဓိကအားထားလာမှာဖြစ်ပါတယ်ခင်ဗျဂျိုရှွာဘန်အနေနဲ့ပန်လို့ကြလို့6ဝက်ဆိုတာထက် grappling ပိုင်းဆိုတာထက်သူ့အနေနဲ့ကိုယ့်ရဲ့ striking ကအဓိကအားပေါင်းလို့ရနိုင်တယ်ထင်ကြောင်းပရိသတ်ချုပ်ကပြောပါတယ်ဘာပြောတဲ့ပထမချီကတော့တဲ့အားနဲ့ချက်ဖျောက်ွက်ရှာပြီးအိတ်တုံဖမ်းမတော့ဘယ်သူမှမကစားဘူးတဲ့တယောက်တယောက်ချီတယောက်လည်းကြည်ပါပဲတဲ့ ဒုရချီမားတဲ့ပြန်ပဲအားနေအားသာချက်တွေယူပြီးအ ਨੇ စုံမှတ်ယူပါပါတဲ့အခွင့်သာရင်တော့ဖိထိုးရပါတယ်တဲ့နောက်ဆုံးကြည်ကတော့တက်လုံးပိုင်းဆိုင်ရာဆက်ဆက်ရရာတကြွနဲ့လက်နက်ပေါင်းစုံထုတ်သွင်းလာပါပါတဲ့ဒီအချိန်မှာအဝေးထွက်မှားတဲ့သူကတော့နောက်ောက်ကြမှာပါပဲတဲ့ဂျိုးရှွာဘန်အနေနဲ့တတရချီမားပွဲဖြစ်နိုင်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်တချို့ကလည်းပြောပါတယ်ဂျိုးရှွာဘန်အနေနဲ့အဲ့လောက်မလွယ်ပါဘူးတဲ့တကယ်လို့မနိုင်ရင်တော့တဲ့အရှက်ရလိုက်ပဲတဲ့ ဂျိုရှွာဘန်အနေနဲ့နိုင်နဲ့မနိုင်ငွေကြေးပိုင်းဆိုင်ရာမှာတော့သူ့အနေနဲ့တော်တော်လေးကိုအရင်ပွဲတွေထိုင်ဆိုင်ရဲ့အများကြီးရှားနေပြီဖြစ်ပါလေ။ဂျိုရှွာဘန်က23နှစ်အရွယ်သာရှိပါသေးတယ်။23နှစ်အရွယ်ဖိုက်တာဖြစ်တဲ့ဒရက်တဲ့တဖက်ကဖိုက်တာကစိတ်ကိုစွမယ်။မခန့်ကျင်အောင်လုပ်ပြမယ်တဲ့။သူ့အကွက်တွေဝင်အောင်လုပ်မယ်တဲ့။အဲ့ဒီအကွက်တွေရှောင်းနိုင်ရင်တော့နိုင်ပြီတဲ့။ထောက်လက်သေးနဲ့ပြန်ချုပ်ပြမယ်လို့ထင်တယ်လို့ဆိုပါတယ်။ ဂျိုရှူအာဘန်ရဲ့တိုက်စစ်ထိုးစစ်ကိုတဲ့ပန်ဒိုဂျာရဲ့အသက်ရွယ်နေတဲ့ကြာကြာမခံနိုင်ပါဘူးတဲ့အသက်ရွယ်တလောက်ကွာနေရင်းနဲ့တက်လုံချင်းမရှင်နိုင်ပါဘူးတဲ့ကိုဘက်ကအတိအတိမလုပ်ပါနဲ့တဲ့နိုင်မိတာပါတဲ့သူကကြလို့ကိုကဘက်ကပြေဆုံးနဲ့တက်လို့ပါတဲ့ဘာပြောဒီဘက်မှာနိုင်ရင်တော့တဲ့တော်တော်လေးကိုကောင်းပါပါတဲ့ဂျိုရှူအာဘန်အနေနဲ့ပန်ဒိုဂျာရဲ့ခြေဆွဲတာကိုတတိထားပါတဲ့ခြေပါလို့ဆွဲရတယ်ဆိုရင်လေဗီညစ်ချင်လို့ပါတဲ့ ဂျိုးရှွာဘန်အနေနဲ့ဒါဟုတ်သတိထားပါတယ်ခြေဆွဲခံရပြီဆိုရင်လည်းဆွဲခံရသူကလဲကြဖို့60ရာခိုင်နှုန်းတေးကြသွားပါတယ်အဲ့ဒီလိုအဆွဲမခံရအောင်တဲ့ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်ဗန်နိုဂျာဟားတဲ့အရေးဖိုက်တာတွေနဲ့ပွဲမှာလည်းအဲ့ဒီလိုခြေဆွဲပြတာကိုတွေ့မိပါတယ် ဒါကြောင့်ဂျိုရှွာဘန်အနေနဲ့ပန်နိုဂျာရဲ့အဲ့ဒီအကွက်ကိုတတိထားတင်တယ်လို့ပရိသတ်တွေကထောက်ပြပါတယ်။ဂျိုရှွာဘန်ကတဲ့ Free FC မှာတုန်းကချန်ပီယံလူရတော့တဲ့ Grappling သမားနဲ့ထိုးသက်ခဲ့ရတယ်တဲ့အမှတ်တမိသမားတော့တဲ့ခုလည်း USC ချန်ပီယံလူပွဲမှာလည်း Grappler သမားနဲ့တွေ့နေတယ်တဲ့ Free FC ချန်ပီယံလူပွဲမှာလည်းအဲ့ဒီ Grappling သမားကိုပြန်ချုပ်ပြပြီးပွဲသိမ်းခဲ့တယ်တဲ့ဒီပွဲမှာလည်းတဲ့မထင်မတာတွေပြန်လို့ရအောင်မလားနဲ့စောင့်ကြည့်မိတယ်တဲ့ဘန်နိုဂျာတော့ပြန်ချုပ်ဖို့ကစိတ်ကူးရင်လို့မရဘူးတဲ့တခြားနေ့တော့မပြောတတ်ဘူးတဲ့ ပန်နိုဂျာရဲ့တက်လုံအားတဲ့3ဂျီနောက်ပိုင်းမှာတဲ့မရတော့ဘူးတဲ့ဂျိုးရှွာပန်အနေနဲ့အလဲထိုးဖို့ပဲအဓိကအယုံဆိုင်ကမယ်တဲ့ပွဲတွင်မှာတဲ့ weight လူကောင်တဲ့ခွန်အားကွာမကွာကလည်းအရေးကြီးပါတယ်တဲ့ပန်နိုဂျာရဲ့လက်တန်ရှိကတော့ပိုးရှိပါတယ်တဲ့ပန်နိုဂျာလက်သီးလက်ကောင်းသလိုပြန်ဘက်ကိုလည်းဖိအားပေးကစားတာတော်ကောင်းပါတယ်တဲ့ဂျိုးရှွာပန်တို့တော့တော်တော်လေးကိုတဲ့ပြင်ဆင်ထားမှရပါလိမ့်မယ်တဲ့ အမတ်ဆုံးဖြတ်ချက်ရရင်တော့မလွယ်ပါဘူးတဲ့တပွဲလုံးလိုက်ချုပ်နေရင်နဲ့အမတ်ရဖို့ခက်ပါလေတဲ့ပန်လိုဂျာရှင်လဲထိုးရလို့လူတစ်ဖက်သားကိုလည်းတတော်လေးကိုဖိအားပေးနိုင်တဲ့ fighter ပါလို့ပရိသတ်ချို့ကပြောပါလေဂျိုရှွာဗန်နဲ့ပန်လိုဂျာတို့ရဲ့ flying weight တန်ကပတ်လူပွဲကိုတော့လာမယ့်ဒီဇင်ဘာ9ရက်နေ့မှာရင်ကုန်ဆစ်လို့ရှာစားနဲ့စောင့်ကြော်မျှကြည့်ရှုကြအောင်ဗျာ